ဝတ်လည်တက်တယ်မလုံမိစေနဲ့ဆိုတဲ့ကောင်းစင်နဲ့ဟောပါမယ်။သစ္စာဘုရားဟောထားတဲ့အတိုင်းကံကံရဲ့အကျိုးဆိုတာရှိနေတယ်။ယူထားတဲ့ကံတွေကအကျိုးဆိုတာအားတက်တယ်။အဲ့တော့အဝိဇ္ဇာပစ္စယသင်္ခါရစသည်ဖြင့်လည်းပရိသတ်သမုပ္ပါဒ်ကိုဟောထားတယ်။အကြောင်းအကြောင်းတွေလောက်တာအကျိုးတွေကလာအောင်ပါပဲ။ဒါကိုဝတ်လည်တယ်လို့ခေါ်တယ်။ယူထားတဲ့ကံရဲ့အကျိုးပြန်ရတာကိုပြောတာပါပဲ။ ဆင်းရဲစေတဲ့အလုပ်တွေကိုလုပ်ထားရင်ဆင်းရဲတဲ့အရာတွေရလိမ့်မယ်။အေးချမ်းစေတဲ့အလုပ်တွေကိုလုပ်ထားရင်အေးချမ်းတဲ့အရာတွေရောက်လာလိမ့်မယ်။ဒါပဲ။အဲတော့တန်တရာဆိုတဲ့လဲပတ်နေတဲ့ခဏတန်နေတဲ့ကာလအတွင်းမှာလူတစ်ပါးတွေအပျော်ရှင်မှုကို ဖြစ်စင်းနေတာမျိုးမလုံးမစင်းနဲ့အဲကိုကအန္တရာမှာကိုယ့်ရဲ့ပျော်ရွှင်မှုကိုအမြဲတမ်းလိုက်ပြီးတော့ဖြစ်စင်းခံရတတ်တယ်ကိုကအကြောင်းလုပ်ပြီးသွားပြီလေအကျိုးဆိုတာရှိတယ် မသိလို့မာမိတဲ့အဝိဇ္ဇာဖြစ်စရာသင်္ခါရမသိလို့မာမိတာဒီမာမိတာတဲ့အတွက်ကြောင့်မလို့နောက်ထပ်နောက်ထပ်တော့ကိလေသာတွေပွားနေတော့ပရိသတ်တွေစားတဲ့အကျိုးတွေဆက်ရတော့ခံရမယ့်ဘဝတွေရတာပေါ့သူတော်ဘာရင်မိသားစုကိုပြိုပဲအောင်လုံမိတယ်ဆိုရင်ကိုကဒီဘဝမှာတခါတည်းခန္ဓာဝတ်ပြတ်သွားအောင်တရားအားထုတ်လိုက်နေတယ်ဆိုရင်တော့လုံစေပြောချင်တယ်အနာတော်ဝတ်ပြတ်မလုံနိုင်